လေချောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေနဲ့အင်အားအလွန်ကြုံတွေ့ပြီးကျောင်းမဲမျိုးစီထုစစ်ဆင်နေတဲ့စစ်ကောင်စီတပ်တွေဟာကျောင်းမဲနဲ့သုံးမိုက်กว่าရှိ ခုမိုးရွာနေရောက်နေပြီဖြစ်တယ်လို့ဒေသတွင်းမီဒီယာတွေကဖော်ပြပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လအတွင်းနောက်ချုပ်ကို ပြန်ရပြီးတဲ့နောက်စစ်ကောင်စီတပ်ဟာတဖြည်းဖြည်းရှေ့တိုးလာနေပြီးအကူလက်ကွယ်မှာနောက်ပေကိုရတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကစခန်းသားကိုရတယ်။အခုခုမိုးရွာနာတိရောက်လာပြီဖြစ်တဲ့အတွက်ကျောင်းမဲမြို့ကို တင်လီဖက်ကဆက်လက်ခုခံဖို့ခက်ခဲသွားစေနိုင်တယ်လို့ဆိုပါတယ်။တင်လီဖက်ကတော့စက်တင်ဘာ29နောက်ဆုံးအချိန်တွေကိုသတင်းထုတ်ပြန်တာမရှိသေးပါဘူး။၂၈ရက်နေ့ထုတ်ပြန်ချက်အရတော့စက်တပ်ဖက်ကလူကြောင်းပြည်ကိုအလွန်ကြုံသွတဲ့ပြင်အစိမ့်ငွေဘုံနဲ့ပါတက်ခတ်နေတယ်လို့ဖော်ပြထားပါတယ်။ကျောင်းမဲမြို့ကသာစက်တပ်ဖက်ကရသောရင်မုတ်ကိုဒေသရှိတီအန်လေတက်ရွင်နဲ့တီအန်လေဌာနချုပ်ကြားဆက်သွယ်ရေးလမ်းကြောက်ပါအဖြတ်ခံရတဲ့အတွက်ကျောင်းမဲတိုက်ပွဲဟာနှစ်ဖက်စလုံးအတွက် ပြူဟာရအရေးကြီးတယ်လို့စေရေးအကွက်ခတ်တွေကပြောဆိုထားပါတယ်။ကချင်ပြည်နယ်ဝိုင်းမော့မြို့နယ်ထက်က KIA ထိချုပ်မှုအောက်ရှိစတို့မြို့ကိုစစ်လင်ရင်ကပိုကျတဲ့အတွက်ကလင်းငယ်တွေပါဝင်ဒေသခံရှိဦးသေဆုပြီး6ဦးဒဏ်ရာရတယ်လို့ကချင် news crew ကဖော်ပြပါတယ်။စစ်တပ်29မွန်လွဲသွန်းနိုင်ခံမှာ jet fighter နဲ့စီကပိုကျတော့တာဖြစ်ပြီးစတို့မြို့ဈေးတန်းပေါ်ကြာရောက်ပတ်ွက်တဲ့အတွက်အခုလိုသေဆုမှုများရတယ်လို့ဆိုပါတယ်။ ေဆိုးသူတွေထဲမှာခလင်းငယ်တူပပြီးကြောင်းဆင်းချေဖြစ်နေတာဈေးထဲမှာလူတွေစုနေတဲ့ချေဘုတ်ကျလာတဲ့အတွက်သိစုံမရတာလို့ဖော်ပြပါတယ်။ KYA ကောင်းဆောင်လူဖြစ်သူဝချုပ်ကွန်မော်ကတော့ဘိုးတန်ကျော်သိစုသွားရတဲ့ကြောင်းသားငယ်တွေရဲ့တပ်ပုတ်ကိုဖော်ပြပြီးဘိုးကျဲသူတွေဟာလူသားတွေမဟုတ်တော့ဘူး။မင်းတို့တွေလူမဟုတ်တော့ဘူးလို့သူ့ရဲ့ social media ကနေစစ်ကောင်စီကိုပြစ်တင်ရှုတ်ချထားပါတယ်။ရခိုင်ချင်းဆက်ဆက်ဒေသက အေအေအရခတ်တက်တော်ထိချုံမှုအောက်ရှိပလဝမြို့ကိုစစ်လင်ကဗိုလ်ကျက်တဲ့အတွက်ဒေသခံတွေသေဆုပြီး19ဦးဒဏ်ရာရတယ်လို့ Western News ကဖော်ပြပါတယ်။စစ်တမ29မွန်းတဲ့စနေနေ့ခွဲခန့်မှာပလဝဆေးရုံအနီကိုပေါင်ကားရဗိုလ်တွေစစ်ကွဲဗိုလ်တလုံးကျဲသွားတာဖြစ်ပြီးသေဆုသူ2ဦးစလုံးဟာအမျိုးသမီးတွေဖြစ်တယ်လို့ဆိုပါတယ်။အေအေအရခတ်တက်တော်ကတော့စစ်ရှိုးစစ်ကောင်စီဟာစစ်သားချင်းချင်းမတိုက်ပဲအရသာတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတက်ခံမှုတိုးပြီးလှုပ်လာနေတဲ့အတွက် ပြည်သူတွေလေကြောင်းအန္တရာယ်သတိထားကြဖို့နှုတ်ဆော်ချက်ထုတ်ပြန်ထားပါတယ်။ရခိုင်မကွေးအစပ်တွေကနိုင်ရီကန်လေကြောင်းရံကောက်ွယ်ရေးစခန်းအတွက်အဓိကကာကင်းစခန်းဂုတ်ကြီးစခန်းကိုအေအေအရခတ်တက်တော့ကသိပ်ပဲလိုက်ပြီလို့နေရင်စရာကဖော်ပြပါတယ်။ပြည်ခရဲရပန်တွင်စစ်တပ်ရဲ့ထိုးစစ်ကိုအေအေကတံပြန်ခုခံရင်းနဲ့ပြန်သိမ်းမိတဲ့ကာကင်းစခန်းတွေထဲမှာဂိုကြီးစခန်းပါရရှိသွားတာလို့ရှီတာသတင်းရက်ွက်တွေကပြောပါတယ်။ ကောက်ကင်းစကားတွေလက်လောရပြီးအကြဆိုးများနေတဲ့စစ်ကောင်စီတပ်ဖက်ကတော့ဝိုင်းတွဲလျင်နဲ့ဘူးကျဲတာတွေဆက်တိုက်လုပ်နေတယ်လို့ဖော်ပြထားပါတယ်။မကွေးတိုင်းမြန်မျိုးနယ်တောင်မရှိတွင်းမပြူစိုတီစခန်းကနေထွက်လာတဲ့ပြူစစ်ကြောင်းကိုတော်လိုင်းတက်တွေကဂျက်ဖြတ်တက်ခရမှာပြူသူဦးသေးပြီးသနတ်တက်လက်သိမိတယ်လို့မြိုင်ပကဖကသတင်းထုတ်ပြန်ပါတယ်။စက်တဘာ28မွန်လွဲ့နေ့တိုင်းကမှာတက်ခရဖြစ်ပြီး ပိမိလက်နဲ့ကတော့အမေဝမ်းဖြစ်တာကိုတပ်ပုံမှတန်းထဲတွေ့ရပါတယ်။ဒီတက်ခဲမှုကိုမြိုင်ပကဖပြည်သူ့လွန်မြောက်ရေးတပ်ပေါင်းစု PLC ကမ္ဘာတပ်ပေါင်းစုနဲ့ A+ တပ်ပေါင်းစုတွေပူးပေါင်းဆောင်ရွက်ရတာလို့ဖော်ပြထားပါတယ်။မြို့သားညွေဆိုရအင်ယူဂျီယာယီသမဒဒူဝါလက်ရှိလာနဲ့ကရင်မျိုးသားများတွတ်တဲ့ပါတီ KNPP ဥက္ကဋ္ဌ ခူးတယ်လို့စက်တဘာ29မှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ EUG သမ္မတယူကသတင်းထုတ်ပြန်ပါတယ်။လက်ရှိတွန်လိုင်းအခြေအနေကြိုတွေ့နေရတဲ့စစ်ခုံမှုတွေကိုအတူတကွရင်ဆိုင်ကျော်လွှားနိုင်ရေးအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတန်ပြီတည်ဆောက်ရေးလုံခြုံရေးစဉ်တွေကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။တဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်ကင်းယူကရဘရိုဆော့ကွက်ထူဝင်းနဲ့တွေ့ဆုံပြီးတဲ့နောက် EUG သမ္မတနဲ့တိုင်းသံကောင်ဆယ်တွေဆက်တိုက်တွေ့ဆုံဆွေးနွေးမှုဖြစ်ပါတယ်။ ချင်းကွက်ကွေတအရှုစီဒီအရှုရဲ့အခြေခံစိပညာသင်တန်းအပတ်စဉ်ခွန်သင်တန်းဆင်ဘက်ကိုစတေဘာ28ကကျစ်ပါတယ်လို့စီဒီအရှုကသတင်းထုတ်ပြန်ပါတယ်။သင်တန်းဆင်ရဲ့ဘော်တွေအလံအလေးပြူတာ၊ကျန်းသစ္စာကြီးဆိုတာ၊ဆူရအကြောင်းသားတွေကိုဆူချိမြတာပြင်သင်တန်းဆင်အကြောင်းသားတွေကချင်းရွရဝညာကနဲ့ဖြောဖြေခဲ့တာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်ခင်ဗျာ။